ျွန်တော်ဒီလက်ရှိရခိုင်လူမျိုးတယောက်ဖြစ်ပါလျက်နဲ့လက်ရှိရခိုင်တပ်တော် AA ကိုဝေဖန်နေခြင်းအပြုတ်သဘောဆန်တဲ့ဝေဖန်ပုံညွှန်းတဲ့တာကိုခံနေခြင်းဖြစ်ပါဖိနိုင်မှုတွေရှောက်ရှည်မှုတွေနိုင်တဲ့စိနေလုံးမှုတွေများပြားလာတဲ့ဘုရားတော်မောင်းတော့ရက်သက်တော်အရှင်တော်ကတော့မီးလို့မြေချက်ဒေတာပေါ့အဲ့ဒီဒေတာမှာနေတဲ့မွတ်စလင်တွေအနေနဲ့မခံမရနိုင်ဖြစ်ပြီးတော့အခုလိုမျိုးသူတို့ကိုလက်တွေ့နှိပ်စက်ညှင်းပန်းနေတဲ့အေအေတပ်ဖွဲ့တွေကိုပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ပါ တော့လက်ရှိဒီကျွန်တော်တို့ RSO တို့လို ARA တို့လို့အဖွဲ့အစည်းတွေနဲ့တူကွေးပြားစွာရက်တည်နေပြီးတော့နိုင်ငံတကာရဲ့ဥပဒေသူတို့မှလည်းသူတို့ရဲ့ဥပဒေမူဝါဒတွေရှင်းမှတ်ပြီးတော့စီရင်စီကံကောင်းမွန်စွာနဲ့ဤထောင်ထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုလို့ကကျွန်တော်အနေနဲ့လေ့လာဖြစ်ထားတာသူတို့ဒီရိုဟင်ဂျာကိုပိုစားပြုထားတဲ့အဖွဲ့အစည်းနဲ့လက်ရှိဒီရခိုင်ကိုပိုစားပြုထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အရက်တက်တို့အေးနဲ့တာ ပူပေါက်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဆောဆောကတည်းကလိုပဲအရှက်တော့အားရှမှာဒါကောင်းယူဝင်းကြွာရလောက်တဲ့နိုင်ငံတနိုင်ငံဖြစ်သွားနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်လည်းနေတင်ရနေပြီးတော့အကြံပြုတိုက်တွန်းတင်ပြခြင်းဖြစ်ပါတယ်အလုံးပဲတာလီဇာပါကိုရှင်ရှာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ Rohingya ကတင်ရင်တက်မလို့အာစာရဲ့ဒါတိုက်ပွဲအောင်မြင်မှုနဲ့သတင်းထုတ်ပြန်ချက်တစုံကိုဒါကျွန်တော်အနေနဲ့ တင်ပြလိုပါတယ်ခင်ဗျာကျွန်တော်ခဏခဏသုံးသပ်ပါတယ်သုံးသပ်ဖို့ပါတယ်ခဏခဏလည်းကျွန်တော်ပြပြပေးဖို့ပါတယ်တို့ဖိရင်ကြွမယ်ထိရင်ရှမ်းဖိနိုင်မှုတွေရှုပ်ရှင်မှုတွေနိုင်တဲ့စင်းတဲ့လုံးမှုတွေများပြားလာတဲ့လက်ရှိဘုရားတော်မောင်းတော့ရတတောက်တရှင်တော်ကတော့မြို့နေဆက်ဒေတာပေါ့အဲ့ဒီဒေတာမှာနေတဲ့မွတ်စလင်တွေအနေနဲ့ဒါမခံမရနိုင်ဖြစ်ပြီးတော့အခုလိုမျိုးလက်ရှိကျတော့ ဘုံညာသူကို မတိုက်ခိုက်တော့ဘဲနဲ့လက်ရှိသူတို့ရဲ့သူတို့ကိုလက်တွေ့နှိပ်စက်ညှင်းပန်းနေတဲ့ဒါအေအေတပ်ဖွဲ့တွေကိုပြန်လည်တိုက်ခိုက်နေစေဖြစ်ပါတော့ဆိုတော့ကကျွန်တော်ခဏခဏသုံးသပ်ပြောပါရစေကျွန်တော်အားလုံးသူငြိမ်းချမ်းစွာအတူရှင်တွေ့နေထိုင်ပြီးတော့ကျွန်တော်ရဲ့အဖရခိုင်နိုင်ငံတို့ကြီးပြန်လည်လွတ်မြောက်စေခြင်းနဲ့စိတ်ဆန္ဒရှိလို့ရှိရင်ကျွန်တော်မတူတာတွေကိုဘေးကိုဖယ်တူတာလေးတွေစုပြီးတော့ဒါကျွန်တော်တို့ဘုံရန်သူဖြစ်တဲ့အာနာရှင်ကို အမြင့်ပြက်ရှင်မုံရမှာဖြစ်ပါတယ်ဒါပေမဲ့အခုလိုလိုစင်မှာသူတို့ဘုံရန်သူကိုအမြင့်ပြက်ရှင်မုံရမယ်အစသူတို့ကိုနိုင်တဲ့စီးနဲ့လုံနေတဲ့သူတို့ကိုနှိုက်စက်ညှင်းပန်းနေတဲ့သူတို့ကိုတတ်ဖြတ်နေတဲ့လက်ရှိအရကတက်တော့အေးအေးတက်ဖွဲ့တွေကိုဒါသူတို့ပြန်လည်ပြီးတော့ဒါတိုက်ခိုက်လာခြင်းတစ်ခုဖြစ်ပါတယ်ဒီတော့လက်ရှိနေပြီးတော့ဒီကျွန်တော်တို့အာဆာရဲ့အကြောင်းကိုကျွန်တော်မနေ့ကလည်းကျွန်တော်တင်ပြခဲ့ပြီးပါပြီဒီတော့လက်ရှိဒီကျွန်တော်တို့ RSO တို့လို့ ARA တို့လိုအဖွဲ့အစည်းတွေနဲ့မတူဘဲနဲ့မတူကွေးပြားစွာရက်တီနေပြီးတော့ဘာသာရေးတနည်းအားဖြင့်နိုင်ငံတကာရဲ့ဥပဒေသူတို့မှလည်းသူတို့ရဲ့ဥပဒေမူဝါဒတွေရှာမှတ်ပြီးတော့စီမင်းစီကံကောင်းမွန်စွာနဲ့ဒါတီထောင်ထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုပြီးတော့ဒါကျွန်တော်အနေနဲ့လေ့လာသိရှိထားပါဆိုတော့ကကျွန်တော်ဒီနေ့တင်ပြချင်တာက ဒီလိုအဖွဲ့အစည်းမျိုးနဲ့လက်ရှိဒီကျွန်တော်တို့အာရခတ်တော် A နဲ့သာပူးပေါင်းနိုင်ခဲ့မှာဆိုရင်ကျွန်တော်တို့ရဲ့ရခိုင်နိုင်ငံကိုအာရခတ်နိုင်ငံကိုအစ်တောင်အာရှမှာပြင်ဆန်ကြပြင်ဆန်ရှာအဖြစ်မြင်တွေ့စေတော့ဖြစ်ပါဒီတော့အစ်တောင်အာရှရဲ့မှာဂုံယူဝဲကြွာရလောက်တဲ့ ဂုံယူဝဲကြွားစရာတခုဒါဖြစ်ပေါ်လာမှလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့အရခနိုင်ငံတို့ကြီးကိုပြန်လဲတိဆောက်တဲ့ခါမှာလက်ရှိကျွန်တော်မတူတာတွေကိုပဲပြောနေခဲ့မယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကြီးငြိမ်းချမ်းသွားတော့လည်းပဲမြန်မာနိုင်ငံကြီးအာဏာရှင်စနစ်ဆိုလက်အောက်ကလုံမြောက်သွားခဲ့တော့လည်းပဲရခိုင်ပြည်နယ်တွေ ဘယ်တော့မှငင်းချမ်းရေးကိုရရှိနိုင်တော့မဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်ဒီကနေ့တင်ပြနေတာကကျွန်တော်ဒီလက်ရှိမွတ်စလင်တွေဖက်ကကျွန်တော်ပြောနေတာလည်းမဟုတ်ဘူး။ရခိုင်ဖက်ကပြောနေတာလည်းမဟုတ်ဘူး။ကျွန်တော်ဒီလက်ရှိရခိုင်လူမျိုးတယောက်ဖြစ်ပါလျက်နဲ့လက်ရှိရခိုင်တပ်တော် AA ကိုဝေဖန်နေခြင်းအပြုတ်တဘောဆန်တဲ့ဝေဖန်ပုံမျိုးနဲ့တာဝေဖန်နေခြင်းဖြစ်ပါတယ်။လက်ရှိအရကတက်တော့အေအေရဲ့ထိုက်ပိုင်းခေါင်းဆောင်လို့ဖြစ်တဲ့ကျွန်တော်တို့အရန်လေးစားတဲ့ဗိုလ်ချုပ်ဖွင့်ပြနိုင်အနေနဲ့ရော လက်ရှိဒီအာရကတက်တို့အေရဲ့ခေါင်းဆောင်ပိုင်းတလျှော့အနေနဲ့ရောကျွန်တို့တွေရဲ့ရခိုင်အနာဂတ်ကိုအကောင်းဆုံးတည်ဆောက်ခြင်းလေဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီမိမိတို့ရဲ့တက်ဖွဲ့အတွင်းကိုဒါကောင်းမွန်တဲ့ပြုပြင်ရေးစနစ်တွေလူလူများများလုပ်ဖို့လိုအပ်နေဖြစ်ပါတယ်အဲ့လိုမြကံမျိုးရှက်ဇုံလုံးကံတချို့ရဲ့ရုပ်မှရိုင်းစိုင်းမှုတွေကြောင့်အခုလို့ အာစာအဖွဲ့ကတိုက်ခိုက်ခံရခြင်းဖြစ်ပါတယ်။အာစာအဖွဲ့ရဲ့တိုက်ခိုက်လာမှုအပေါ်မှာကျတော့ဒါတွေကိုမွဆလင်အစွန်းရောက်ပါဆိုပြီးတော့တမျိုးလုံးကိုရှောင်ပြီးတော့ပြောလို့မရဘူး။လက်ရှိအာစာရဲ့အတိတ်တွေကရိုဟင်ဂျာကတည်းကတက်မတော်လို့ပြောထားတာသုံးထားတာဖြစ်တဲ့အတွက်သူတို့ဒီရိုဟင်ဂျာကိုကိုစားပြုထားတဲ့လူမျိုးတွေဖြစ်ပါတယ်။မွဆလင်ကိုကိုစားပြုတဲ့အဖွဲ့အစည်းမဟုတ်ပါဘူး။ ဆိုတော့ဒီရိုဟင်ဂျာကိုကိုစားပြုထားတဲ့အဖွဲ့အစည်းနဲ့လက်ရှိဒီရခိုင်ကိုကိုစားပြုထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အရက်ကတက်တို့အေနဲ့တာပူးပေါင်းနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်စိုးစိုးကတလို့ပဲအရှိတောင်အာရှမှာအကောင်ယူဝင်းကြွာရလောက်တဲ့နိုင်ငံတနိုင်ငံဖြစ်သွားနိုင်တယ်ဆိုတဲ့ဟာကိုဒါကျွန်တော်အနေနဲ့ဒီနေရာကနေပြီးတော့အကြံပြုတိုက်တွန်းတင်ပြခြင်းဖြစ်ပါတယ် ရခိုင်တရင်သမားအမျိုးသမီးတယောက်ကိုရွေလေအေးအေးထောက်လိုက်ရင်အပွက်ကနေဖန်စီခိုဆောင်သွားတယ်ဆိုတဲ့တဲ့င်ဆိုတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်စူးစီးသုံးသပ်တင်ပြမယ်ဆိုရင်ကျွန်တော်ခဏခဏတင်ပြပေးပါရစေ။လက်ရှိရခိုင်ပြည်နယ်ကိုကျွန်တော်ဒီမြောက်ကိုရီးယားနိုင်ငံကင်ဂျောင်အမ်ပုံစံမျိုးအုတ်ရှုဖို့ကြာစင်နေသလားဆိုပြီးတော့ကျွန်တော်အရင်အရင်ဗီဒီယိုတုန်းကလည်းကျွန်တော်တင်ပြပေးပါရစေ။ဆိုတော့ကလက်ရှိဒီကျွန်တော်ရခိုင်ပြည်နယ်မှာ သတင်းအမှောင်ရှာထားခဲ့တာတော်တော်လေးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ကျွန်တော်ရဲ့ဒီတျှော့အမှန်တရားကိုမြန်လို့တဲ့တန်ဖိုးထားတဲ့ရခိုင်ပြည်နယ်ကကျွန်တော်ရဲ့ဒီရခိုင်လူမျိုးတျှော့ကနေကျွန်တော်ကိုပေးပို့လာတဲ့သတင်းရဆိုရင်လက်ရှိရခိုင်ပြည်နယ်မှာသူတို့လူငယ်တွေအနေနဲ့ဆေးပြီးဆွေးပြီးတော့ဓာတ်ပုံရိုက်တာတို့မှာ ဒါသူတို့နေရာနဲ့မတက်ပုံလိုက်လေဆိုပြီးတော့ဖန်းစီကိုဆောင်တော့ရိုက်ညှက်တာမျိုးတွေထိလှုပ်ဆောင်နေရဆိုပြီးတော့လေကျွန်တော်စီကလေးပေးပို့လာတာမျိုးတွေရှိပါတယ်။ဒါအပြင်လက်ရှိ ULA အစိုးရအဖွဲ့လှုပ်ဆောင်နေတဲ့အရာတွေကိုတိုင်ကြားဖို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်တိုင်ကြားခဲ့ရင်ပဲဖြစ်ဖြစ်အဲ့ဒီလူကိုသူတို့ဖန်းစီကိုဆောင်တော့ရိုက်ညှက်တာမျိုးတွေတချို့ဆိုလို့ရှိရင်ဒါဟာနေပြီးတော့သူတို့ဘလို့ပြုတ်လို့တွားကြလဲဆိုရင် ဒီသူတို့ခုခံလို့ခုခံပြီးတော့ထွက်ပြေးတဲ့အတွက်တတ်ရပါလေဆိုပြီးတော့ဒါလုတ်ထားတဲ့ဖုံးဖိထားတဲ့ဖုံးကွေထားတဲ့တည်င်းမျိုးတွေလည်းအများကြီးရှိပါတယ်ဆိုတော့ဒါဒီလက်ရှိကြီးကျွန်တော်တည်င်းထောက်ဆိုတာဘယ်မှလိုက်တဲ့ပုံစံနဲ့ဒါတည်င်းမီဒီယာကြင့်ဖို့အရာဒါသူတို့တင်ပြနေကြတဲ့ ဟုတ်ပြီဖြစ်ပါတယ်ဆိုတော့ကဒီကျွန်တော်တို့နိုင်ငံတနိုင်ငံမှာထောင်လို့မယ်ဆိုရင်ကျွန်တော်တို့လက်ရှိဒီသတင်းမီဒီယာကန္တာဟာလည်းပဲဒါနိုင်ငံရဲ့ဒါအဓိကအရေးပါတဲ့အရာတစ်ခုလေးဖြစ်ပါဒါကိုလက်သက်မခံဘဲနဲ့အာနာရှင်ပုံစံမျိုးအရကတတော်အေယူလေကောင်းကြောင်းကိုပဲရေးရမယ်ကောင်းကြောင်းကိုပဲပြောရမယ်ကောင်းကြောင်းတွေကိုပဲဖော်ပြရမယ်ဆိုတဲ့ပုံစံမျိုး နဲ့ဆက်ဆံမယ်ဆိုရင်ဒါဟာကျတို့အဲ့လိုမျိုးရေးသားတဲ့တည်င်းသမားတွေဟာလည်းပဲဒါတည်င်းမပိတာတော့ပါဘူးကျတော့ဘဲလိုက်တဲ့တည်င်းသမားအမိခံလို့ပဲကျွန်တော်သုံးသုံးလို့ရပါတယ်ဆိုတော့ကဒီလိုမျိုးလက်ရှိနေပြီးတော့ကျတို့ဒီတည်င်းမီဒီယာဆိုတာဟာတနည်းအားဖြင့်ပြောမယ်ဆိုရင်အစိုးရရဲ့လုံဆောင်ချက်အစိုးရရဲ့ပို့ရမှုဒါတွေအားလုံးကိုမှတ်တမ်း တင်ပြီးတော့ဟိုထုတ်ရတဲ့အလုပ်တစ်ခုလို့ပြောရပါဆိုတော့ဒီအစိုးရကလည်းပဲဒီလိုမျိုးကြိလိုက်ခြင်းအပြင်အာငါတို့ကတော့ဘယ်နေရာမှာလိုအပ်နေလဲငါတို့ကတော့ဘယ်နေရာမှာဘာလို့နေလဲဆိုတဲ့ဟာမျိုးစင်ရှင်သုံးသပ်ပြီးတော့အကောင်းဆုံးတိဆောက်နိုင်မဲ့တိဆောက်နိုင်အောင်ဒါကြိုးစားရမှာဒါအစိုးရတောင်းဖြစ်တယ်ဖို့ထောက်အမတောင်းကမီဒီယာသမားဖြစ်တယ် ဒီတော့မီဒီယာနဲ့အစိုးရဆိုတာဒီလက်ရှိဒါကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်ဆိုရင်မိုက်ဆွေလို့ဖြစ်ပါတယ်ဆိုတော့အစိုးရရဲ့လှုပ်ဆောင်ချက်ကောင်းရင်ကောင်းတယ်လို့မီဒီယာကနဲ့ကောင်းတဲ့အကြောင်းတင်ပြမှာဖြစ်တယ်အစိုးရရဲ့လှုပ်ဆောင်ချက်ညံ့ခြင်းလေဆိုရင်ညံ့ခြင်းနဲ့အလျားမီဒီယာနဲ့တင်ပြမှာဖြစ်တယ်ဆိုတော့ဒါတွေကိုဖိုထုတ်တင်ပြနေတဲ့ဒီလိုဘဲမှလိုက်တဲ့သတင်းသမားတွေကိုအခုလိုမျိုးဖန်ဆီးခိုဆောင်သွားပြီးတော့ အခုလိုမျိုးလုံနေတာတွေဒီလက်ရှိဒါဟာအစိုးရလုံကျင်တဲ့ UNA အနေနဲ့အာနာရှင်စံတဲ့လုံဆောင်မှုမျိုးတရက်လို့ပဲဒါကျွန်တော်အနေနဲ့စူးစီးပုံသက်လို့ပါလက်ရှိဒီကျွန်တော်တို့ဒီ Border News Agency ရဲ့သတင်းထောက်အမျိုးသမီးကိုဖမ်းဆီးပို့ဆောင်သွားတာဟာဒါတဲ့တနည်းအားဖြင့်မင်းများစရာရှိလို့ပါဆိုပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတဲ့လောက်ရမျိုးဟာ ဒါကျွန်တော်တို့အရင်တော့ကဒါကျွန်တော်တို့လူတိုင်းလည်းသိရှိကြဖြစ်မှာပါရေခဏရှောက်လာရေကလည်းခဏပါညီလေးရလာကွာဆိုပြီးတော့ကိုသွားရင်အနည်းဆုံးရှောက်လာနေရပါတယ်ဆိုတော့ဒါဟာအာနာရှင်တွေကျွန်တော်ဒီလက်ရှိဒီဒူဒီဒါရဲ့ပုံမှာအာနာရှင်အစစ်စစ်လှုပ်ဆောင်ခဲ့တဲ့ပုံစံမျိုးဖြစ်ပါတယ်လူတယောက်ကို24နာရီတည်းပို့ပြီးတော့ရှုပ်ခွင့်မရှိပါဘူး ဒီလိုရှုပ်ခွင့်မရှိပါဘူးဆိုပြီးတော့လည်းနိုင်ငံတကာရဲ့ဥပဒေတွေနောက်ပြီးအခုလက်ရှိတီဇဲဥပဒေတွေကလည်းညှို့ဆို့ထားပြီးဖြစ်ပါတယ်ဖော်ပြလိုက်ဖြစ်ပါတယ်ဒါကိုမလိုက်နာဘဲနဲ့လူတယောက်ကိုအခုလိုမျိုး35ရက်ပေါ့နော်အခုလိုမျိုးဒါဖမ်းဆီးခေါ်ဆောင်ထားခြင်းဟာဒါလူအခွင့်အရေးကိုရှုပ်ဖောက်တဲ့လုံရမျိုးတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်လို့ပါတယ်ဒီတော့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြတယ်မိဘပြည်သူတရားဥစဉ်စတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ